အားလုံးပဲမင်္ဂလာပါကိုစောရေး sport channel အားလုံးနှူးထွေးတာကျေးဇူးပါကျောင်းသားရေးကျွန်တော်အားလုံးပဲမင်္ဂလာပါဗျာဒီ defy တော့ကျွန်တော်အာရှဇုံနဲ့ရတယ်ပြီကျွန်တော်နှစ်ပွဲလောက်ယူချက်တာတယ်ဥရောပဇုံနဲ့ပေါ့တွဲပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဥရောပတွေကဆိုတော့ကျွန်တော်နှစ်ပွဲပေါ့နော်အတူချုံးလေးတွေအမြန်ဆုံးလေးတွေပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျောင်းသားရေးကျွန်တော်အကြံပြုလို့ရှင် back up မှုလေးကျွန်တော်ပြောပြသည်ဗျာ ာရှစုံတွေကဆိုတော့ကျွန်တော်အကြိုက်ဆုံးနှစ်ပွဲရွေးထားတာဖြစ်ပါတယ်ညဆယ်နေကွဲမှာကမ်းမဲ့အီရန်နဲ့ဥဇဘက်စတန်တို့ပွဲစဉ်အသုံးသပ်ပြီးတော့ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့အီရန်က190နိုင်ပေးထားတယ်ကိုပေါင်းစည်းရကျွန်တော်နှလုံး20 ရှုံးပေးထားတာတွေ့ရပါတယ်ဗျာအခုချိန်မှာဆိုတော့အီရန်ကကျွန်တော်တည်ရှုံးလို့တော့ဖြစ်လာတယ်ကိုပေါင်းစီအရာလည်းကျွန်တော်နှလုံးတည်ရထိဖြစ်လာတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဘုရားကျွန်တော်တို့တည်ရဥဒီနေတဲ့အနေထားမှာအများကြီးရှိတယ်လို့ပဲကျွန်တော်ပြောပြရစီကိုပေါင်းလဲကိုပေါင်းအောက်ကတော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဒီနေ့တည်းကကျွန်တော်တို့အီရန်အဆင့်1မှာ16မှရရှိတာတယ်ဥဇဘက်ကစတန်ကကျွန်တော်အဆင့်နှစ်16မှတ်ရရှိတာတဲ့အနေထားကြောင့်ဥပကစ္စတန်နေနဲ့ဒီနေ့ဘွဲမှာတည်ရအောင် ခံကန်လာမဲ့အနေအထားမှာရှိတယ်။ထေရဝါဒဆိုမူဟာဒီရီရတော့အီရန်ရောအတာရနေတဲ့ဆိုပေမဲ့လည်းပေါ့ဒီနေ့ဘွဲကကျွန်တော်တို့တရေကြအောင်ကျွန်တော်တို့တမှတ်ပေါ့နော်ရအောင်ယူယူထားမဲ့ဥဇဘက်ကစံဝဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။အနေငယ်တော့ race များမဲ့အနေအထားမှာရှိတယ်။1-0အဲ့လိုမျိုးပေါ့နော်ဇီဇီအဲ့လိုမျိုးဖြစ်သွားမဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘွဲဟာ ဝိုးပေါင်းအောက်တကြောင်းလေးပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ body ဆိုတော့ကျွန်တော်ဥဇပက်ကစ္စတန် body ကိုခပ်ပါပါလေးသဘောကျပါတယ်ဗျာ။နောက်တစ်ခွဲကျွန်တော်ည၈နာရီ55မှာကံပဲကာချက်စတန်နဲ့ကာတာဒီဘွဲစံကျွန်တော်ရွေးချယ်တာပါတယ်။ဒီဘွဲစံလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာဖြစ်လို့ဆိုတော့ပေးထားတဲ့ဂျီးပေါ့နော်။ကျွန်တော်ကာတာဘက်ကနေပြီးတော့ဝမ်းငါမှုနိုင်ပေးထားတာတွေ့ရပါတယ်။ကိုအောင်သေးရကျွန်တော်နှလုံး60ရှုံးပေးထားတာတွေ့ရပါတယ်။အခုချိန်မှာကျွန်တော်ကာတာရဲ့ဂျီးဟာ1 တည်ရင်းနီးလောက်ဖြစ်လာတဲ့အနေအထားမှာရှိတယ်။ကိုပေါင်းစည်းရနှလုံးငါးမှုရှုံပေးကျသွားတာတွေ့ရပါတယ်။ဆယ်ပြားလောက်ကျသွားတဲ့နေရာမှာဘော်ဒီတီးကတော့တက်လာတဲ့အနေအထားမှာရှိတယ်။ကာတာကကျွန်တော်ပြောမယ်ဆိုတော့ရမတ်ဆယ်မဲရရှိလာတယ်။အဆင့်၄နေရာမှာဖြစ်ပါတယ်။ကာချက်စတန်ကတော့ရမတ်၃မဲပဲရရှိတာပြီးအဆင့်၅နေရာမှာရတည်နေတဲ့အသင်းအသင်းမှာဒီနှစ်သင်းကပေကိုးလေးတွေခွင့်ပြုနေရတဲ့နှစ်သင်းလာတွေ့နေတဲ့အနေအထားရှိပါတယ်ဗျာ။ကာတာကအဝေးကွင်းဖောင်ပါဆိုရင်တပွဲတည်ကြပြီးနှစ်ပွဲတည်ရှုံနေတာတဲ့။ UAE ရော၅ကိုကိုရှိနေရှုံတယ်။ Iran ရောကျွန်တော်၄ကိုကိုနဲ့ရှုံနေတာပဲ။မြောက်ကိုရီးယားရောတူတူနဲ့တေးကြတာတွေ့ရပါတယ်။ကိုပေးရတာ၁၁ကိုအထိကွန်ပျူတာတဲ့အနေထားမှာရှိပါတယ်။ရာကို၃ကိုရရှိထားတဲ့အနေထားမှာရှိပါတယ်။ကာဇာတန်တစ်ဖက်ကာဇာတန်ဘက်ကိုပြောမှာဆိုကာဇာတန်ကလည်းပြောမှာဆိုရင်တော့ Iran 23တဲ့ရှုံနေတယ်။မြောက်ကိုရီးယား10နဲ့နိုင်ပြီးတော့ Uzbekistan ကို23နဲ့ရှုံနေတာတွေ့ရပါတယ်။ Iran ဥဇဘက်ကစတန်ကိုကျွန်တော်နှစ်ကိုးစီ သွင်းထားတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်ဒီနေ့ဒီပွဲစဉ်ကကျွန်တော်တို့ဒီလောက်ပေါ့နော်ကိုသွင်းကိုယူတွေတော်တော်များနေတဲ့အနေအထားတွေရောက်နှလုံး60ရှုံပေးထားတဲ့ကြီးကတော်တော်လေးပြော့ပြောင်းတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေအမှန်ပါဆိုရင်ကျွန်တော်၃လုံးအနိုင်အဲ့လိုမျိုးပေးထားရမှာကြီးကြီးပါဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်ခြေတက်လာတဲ့ ကာတာကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီဘွဲတွေက 1C 2C ဖြစ်သွားမဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေကာတာအနေနဲ့ကျွန်တော်ဆယ်မှတ်လည်းရရှိထားတယ်ဆိုတော့အဆင့်2နေရာမရရင်တော့မှကျွန်တော်တို့3-4မှာမြဲဖို့အရေးပေါ့နော်ဒီဘွဲတွေကိုအနိုင်နဲ့ကျွန်တော်တေးချာချာလေးကန်လာမဲ့အနေအထားမှာရှိတယ်လို့ပဲပြောပြစေကိုပေါင်းဆိုတော့ကိုပေါင်းအောက်ပါဗျာကျန်တဲ့ဘွဲစဉ်လေးကကျွန်တော်ဒီတိုင်းပဲပြောပြပေးသွားမယ်နေရာပါရှိတယ်9နိုင်9မိနစ်လောက်မှကန်မယ်ဂျပန်နဲ့ sorry ဘွဲစဉ်မှာဆိုရင်1-5မှုရှုံးပေးထားတယ်ကိုပေါင်းစီက3လုံး90နိုင်ပေးထားတာတွေ့ရပါတယ်ဗျာ ်အခုဒီမှာကျွန်တော်ဂျပန်ဂျီကကျွန်တော်130ရှုံးလောက်ထိကျလာတယ်ဒီမှာရှိတယ်ကိုပေါင်းစီရတော့နှလုံးရှုံးဖြစ်လာတဲ့ဆိုတာတွေ့ရပါတယ်ဇုံကျလာနေတာပါဒါလည်းအဖြေရတော့ရှင်းပါတယ်ဂျပန်ကကျွန်တော် qualify အောင်သွားပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပွဲအေးအေးလူလူနဲ့ပဲဆော့လာမယ်နေတာပါရှိရတယ်။တစ်ဖက်ကျွန်တော်တို့ sorry ဘက်ကိုပြောမယ် sorry ကကိုးမှတ်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကဂျပန်စီကကျွန်တော်တို့တမှတ်ပေါ့နော်ရအောင် ယူလာမဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေတော်လေးတော့ risk များပါတယ်ကျွန်တော်1 z 2 z တော့ဖြစ်မဲ့အနေအထားမှာတော့ရှိတယ်ဒါပေမဲ့ကျွန်တော် sorry body ပဲကျွန်တော်ရွေးချယ်ပြီးလဲပါတယ်ကိုပေါင်းဆိုတော့ကိုပေါင်းအောက်ပါဗျာတော့တရုတ်နဲ့ကျွန်တော် australia ပွဲစဉ်မှာဆိုတော့ australia နဲ့ကျွန်တော်ဝမ်းကားမှုရှုံးပေးရတယ်ကိုပေါင်းစီရ380နိုင်ပေးထားလို့ရပါတယ်ဘူးချင်မှာဆိုတော့ Australia ကျွန်တော်1 day လောက်တော့ဖြစ်လာတဲ့အနေအထားမှာရှိတယ်ကြာလာတာပါခေါင်းဝန်းစည်းရတယ်လို့ပါပဲနှလုံးရှုံးလိကြာလာတာတွေ့ရပါတယ်ဒီဘက်ကကျွန်တော်တို့ ကလုံးတည်ပေးထားရတော့တော်လေးပြင်းချတဲ့အနေအထားမှာရှိနေတယ်လို့ပဲကျွန်တော်ပြောပြရစေ။အဖက်တေးဝင်နေနေရတယ်ကျွန်တော်ဂျာမတ်6မတ်ရရှိထားတဲ့အနေအထားတွေရောအိမ်ခွင်မှာအကောင်းဆုံးမစားလာမယ့်အနေအထားမှာရှိပါတယ်။တေးဝင်နေနေကျွန်တော်တို့အိမ်ခွင်အနေအထားတွေရပြောမယ်ဆိုရင်ဝဲနိုင်ပြီးတော့နှစ်ပွဲထိတော့ရှုံးနေတာရာဂူ၄ခု၄ခု၆ခုခွင့်ပြုထားတဲ့အနေအထားမှာရှိပါတယ်။တစ်ဖက်ကျွန်တော်အော်စီဘက်ကိုပြောမယ်ဆိုတော့ဝေဝင်း၃ဝဲမှာ၃ဝဲလုံးတည်ကြထားတဲ့အနေအထားတွေကြောင့်အော်စီဒီနဲ့ဒီဝဲမှာရုံးကန်ရအောင်ပဲပွဲစဉ်တစ်ပွဲပါ။နိုင်အောင်မှဂိုးမပြတ်သွားတဲ့အနေအထားတွေကြောင့်ကျွန်တော် တေးဥဘော်ဒီဘက်ကျွန်တော်ရွေးချယ်ပြီးလဲပါတယ်ဂိုးပေါင်းဆိုတော့ဂိုးပေါင်းအောက်ပါဗျာကိုရီးယားနဲ့ကျွန်တော်ဂျော်ဒန်နောက်ပွဲစဉ်မှာဆိုရင်ဒီလိုပါပဲပထမပွဲမှာဆိုလဲကျွန်တော်အိုမန်နဲ့ပွဲမှာဆိုလဲဇုံအောက်ကိုရွေးပြီးသွားတဲ့နေရာမှာအောင်မြင်ခဲ့တဲ့နေရာမှာရှိပါတယ်ကိုရီးယားကကျွန်တော်အိမ်ဝင်းရောက်ရင်ကျွန်တော်ဒီလိုပဲခြေစွမ်းပိုင်းလေးပေါ့နော်ရင်းရင်သွားတဲ့နေရာမှာရှိတယ်အဝေးဝန်းကောင်းတဲ့ကိုရီးယားဖြစ်တာတွေ့ရပါတယ်တစ်ဖက်ဂျော်ဒန်ကိုပြောမယ်ဆိုဂျော်ဒန်က အဆင့်ထဲမှာရပ်တည်နေပြီရမှတ်ကလည်း12မှတ်ရရှိထားတဲ့ကြောင့်ဒီနေ့ပွဲကလည်းခက်ခက်ခက်ခဲကိုရီးယားကစားလာရအောင်မဲ့ပွဲစဉ်တစ်ပွဲပါ120ရှုံးပေးထားတဲ့ကိုပေါင်းစီရနှလုံး80ရှုံးပေးထားတဲ့အနေထားတွေရောက်ဒီနေ့ပွဲဟာတို့1020တော့ဖြစ်မဲ့အနေထားမှာတော့ရှိတယ်ဒီဒီချိန်တော့ကျွန်တော်ကိုရီးယားဘော်ဒီကိုရွေးချယ်ပြီးလေပါတယ်ဂျော်ဒန်နေနဲ့ကျွန်တော်တို့ခံစစ်ကစားရုံကလွဲလို့တခြားရွေးချယ်စရာတော့မရှိဘူးဒီနေ့ပွဲကျွန်တော်တို့ရှုံးနေသွားနိုင်တယ်ပေါ့နော်ဒီနေ့ပွဲကဂျော်ဒန်အနေနဲ့ပေါ့နော်ဒီနေ့ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့ ကိုရဘော်ဒီခပ်ပပနဲ့ကိုပေါင်းအောက်ကိုပဲကျွန်တော်ညွှေ့ချင်ပေးလိုက်ပါတယ်ကိုပေါင်းအောက်ဒီပဲကျွန်တော်ညွှေ့ထားတဲ့အနေအထားမှာရှိပါတယ်ဗျာဒါတော့အာရှပွဲစဉ်လေးပြီးဆုံးသွားတဲ့နေရာမှာရှိပါတယ်။တပတ်ကျွန်တော်ဥရောပဘက်ကိုပြောရမယ်ဆိုတော့ဥရောပတွေကကျွန်တော်နှစ်ပွဲရွေးချယ်ထားပါတယ်။ကျွန်တော် Gibraltar နဲ့ Chad တို့ပွဲစဉ်ကျွန်တော်ရွေးချယ်ထားပါတယ်။ဒီပွဲစဉ်မှာဆိုတော့ Chad ကကျွန်တော်3-30ရှုံးပေးထားတာတွေ့ရပါတယ်။ကိုပေါင်းစီရ4-5မှုနိုင်ပေးထား တွေ့ရပါတယ်။အခုချိန်မှာဆိုတော့ချက်ရဲ့ကြီးကတောင်းလုံးကျွန်တော်60ရှုံး80ရှုံးလောက်ထိတက်လာတဲ့အနေထားမှာရှိတယ်။ကိုပေါင်းစည်းလည်းဒီလိုပါပဲ။ကိုပေါင်းစည်းလည်းကျွန်တော်လေးလုံးတေးနီးနီးလောက်တက်လာတဲ့အနေထားမှာရှိတယ်။လေးလုံး20နိုင်ပေါ့နော်။အဲ့လိုမျိုးအနေထားမှာရှိတာကြောင့်ကျွန်တော်ဒီနေ့ဘွဲကချက်နေနဲ့လည်းကောင်းဆုံးကစားလာမယ့်ပွဲစဉ်တစ်ပွဲလို့ပဲပြောပြသေး။ကိုပေါင်းစည်းရတော့ကိုပေါင်းအပေါ်လေးတော့တော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်။ချက်နေနဲ့ပြီးခဲ့တဲ့ပွဲပြီးခဲ့တဲ့ပွဲမှာတော့2-1နဲ့တော့ကျွန်တော်တို့ နိုင်ငံတာတွေ့ရတယ်ခြေရတော့ကျသွားတဲ့အနေထားမှာရှိတယ်ဂီဘရာတာအနေနဲ့လည်းပထမပွဲစဉ်မှာကျွန်တော်မိုနီနီဂရိုနဲ့ပွဲစဉ်မှာဆိုရင်3-1နဲ့ရှုံးနေထားတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ခြေအောင်ထားတယ်ပေါ့နော်ဂီဘရာတာအနေနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာတော်လေးကောင်းတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ချက်အနေနဲ့ကျွန်တော်တို့တကူပေးရမယ့်အလားအလာအများကြီးရှိတယ်လို့ပဲကျွန်တော်ပြောရစီဒါကြောင့်ဒီနေ့ပွဲမှာဆိုတော့ကျွန်တော်ကိုးပေါင်းအပေါ်ဒါကြောင့်လည်းပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။နောက်တစ်ခွဲတော့ကျွန်တော်မြောက်မက်ဆီဒိုနီးယားနဲ့ဝေးစတိုပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်။ ဒီပွဲစဉ်မှာဆိုတော့ waste ကနေပြီး level 30ရှုံးပေးတာတဲ့ကိုပေါင်းစည်းကနှလုံးငါးမှုရှုံးပေးတာတွေ့ရပါတယ်။ body gear ကတော့ဒီတိုင်းပဲညင်တက်နေပြီးတော့ ကိုပေါင်းစီကတော့နှလုံး30ရှုံးတော့ထိကျလာတာတွေ့ရပါတယ်ဒီပွဲစဉ်ကလည်းကျွန်တော်တည်ရူးတည်နေတဲ့အနေထားမှာရှိပါတယ်ကိုပေါင်းစီရတာကိုပေါင်းအောက်ကတော်လေးကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲပြောပြရစီမြောက်မဆီတို့ရဲ့နေပြီးခဲ့တဲ့ပွဲမှာတော့လက်ချက်ဆဲအောင်3-0နဲ့နိုင်ထားတယ်တွေ့ရတယ်ဝေးစ်တင်းကလည်းပြီးခဲ့တဲ့ပွဲမှာကာဇက်စတန်ကိုကျွန်တော်3-1နဲ့နိုင်ထားတာတွေ့ရပါတယ်ဝေးစ်ကလူမဆုံပေမဲ့လည်းတော်တော်လေးခြေစမ်းပိုင်းကောင်းမွန်တာတွေ့ရတယ်ဒီနေ့ပွဲမှာကျွန်တော်လူပြန်ဆုံလာနိုင်မလားတော့မပြောတတ်ဘူးဒါကြောင့်ဒီနေ့ပွဲကကျွန်တော် level 30အထိ ပေးလာတာတွေ့ရပါတယ်အဝေးဝန်းဖြစ်ပေမဲ့လေပေါ့နော်ဒါပေမဲ့ကမ္ဘာအဆင့်ရတဲ့မှုအနေထားတွေရတော့30အဆင့်30လောက်တော့ကွာတဲ့အနေထားမှာရှိတယ်အဲ့တော့ဒီနေ့ဘွဲကကျွန်တော်ဝေးထင်တဲ့ဒီနေ့ဘွဲက1011အဲ့လိုမျိုးဖြစ်သွားမဲ့အနေထားရှိတယ်လို့ပဲကျွန်တော်ပြောပြရစေဒါကြောင့်ကျွန်တော်ကိုပေါင်းအောက်ကိုတော့ကြိုက်တဲ့အနေထားမှာရှိတယ်ဒီဘွဲပွင့်မြောက်မန်စီရိုနီယာတော့ကျွန်တော်ဘယ်ဂျန်နဲ့တော့ကစားရမယ့်အနေထားမှာရှိတယ်ဒီဘွဲစင်က သူတို့အုပ်စုအနေထားရပြောမယ်ဆိုရင်ဒုတိယနေရာဟောပေါ့နော်ဒီနှစ်သိန်းဟာလူရမယ်အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစေဘယ်ဂျင်ကတော့ကျွန်တော်တို့အချိန်တိုင်းအဆင့်တက်နဲ့တက်သွားမရမယ်အနေထားမှာရှိတယ်ပြောလို့တော့မရသေးဘူးပေါ့နော် waste ကလည်းကောင်းတဲ့အနေထားမှာရှိတဲ့ကြောင်းဒီနေ့ဘွဲကကျွန်တော်ဒါကြောင့်ကျွန်တော်နှစ်သိန်းဟာတည်ရသမောက်ကိုခွဲယူသွားမယ်အနေထားမှာရှိတယ်လို့ပဲပြောပြရစေဒါပေမဲ့ကျွန်တော်အနိုင်ဆုံးတော့ကျွန်တော် waste body လေးတော့ချိန်တဲ့အနေထားမှာရှိတယ်ဂိုးပေါင်းကတော့ဂိုးပေါင်းအောက်ပါဗျာ နောက်တော့ကျွန်တော်အစ္စရေးနဲ့နော်ဝေးပေါ့နော်ဒီပွဲစဉ်မှာတော့နော်ဝေးကဝမ်းနဲ့ချန်နိုင်ပြထားတယ်ကိုပေါင်းစည်းကအသုံးလုံးကောင်းမှုနိုင်ပြထားတယ်ပြရပါတယ်ဒီပွဲစဉ်ကလည်းကျွန်တော်ဂျာဝင်းဖြစ်တဲ့ဟန်ဂေရီမှာကံမဲ့အနေနဲ့မှာရှိပါတယ်ဒီဥစုကလည်းဒီလိုပါပဲကျွန်တော်နော်ဝေးအစ္စရေးအီတလီဆိုတော့အီတလီပါလာတဲ့အနေထားတွေကဒီဥစုကလည်းနံပါတ်1နေရာကိုနော်ဝေးอิสราเอลอิตาลีလူရမယ်နေထားမှာရှိတယ်ဒီဒါကြောင့်ဒီပွဲစဉ်ကလည်းတည်ယူဥတီနေတဲ့နေထားမှာရှိပါတယ် အစ္စရေးအနေနဲ့လည်းကျွန်တော်တို့အဆင့်နှစ်ရအောင်ကန်လာမဲ့နေသားတွေကြောင့်နော်ဝေးအနေနဲ့တားတယ်ဆိုပေမဲ့လည်းပေါ့ဒီနေ့ပွဲကကျွန်တော်တို့ရုန်းကန်ရမဲ့နေသားရှိတယ်လို့ပဲပြောပြရစီဂျာခွင်းမှာကန်ရမဲ့ဖြစ်တဲ့ကြောင့်ဒီနေ့ပွဲကကျွန်တော်တို့ဝမ်းဝမ်းပေါ့နော်ဝမ်းဝမ်းအဲ့လိုမျိုးကြာသွားမဲ့နေသားရှိတယ်နှလုံးမကြော်နိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဒါကြောင့်ဒီနေ့ပွဲကကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲဒါကတော့ကျွန်တော်ဒီနေ့အကြိုက်ဆုံးဖြစ်တဲ့မဲ့၄ပွဲလောက်ကျွန်တော်ရွေးချယ်သွားတာဖြစ်ပါတယ် အားရှာရတဲ့နှစ်ပွဲဥရောပတဲ့နှစ်ပွဲယူချက်တာဖြစ်ပါတယ်။ဂျန်နယ်ပွဲစဉ်လေးရောကျွန်တော်အတူချုံးလေးတွေပဲပြောပြသွားတဲ့အနေအထားမှာရှိပါတယ်ဗျာ။ကျွန်တော်တန်ငယ်ကြောင့်မျိုးရဲ့အချိန်မတူရှင်ဘက်ကံမှုလေးကျွန်တော်ပြောပြစီ။ဒီနေ့သုံးသပ်တဲ့ဗီဒီယိုကိုကြံ့ခဲ့တဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးအားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြစီဗျာ။ကျွန်တော်တန်ငယ်ချင်းတွေလည်းပေါင်းပြကြပါစေ။မြန်မာပြည်လည်းအေးချမ်းပါစေဗျာ။